အားလုံးပဲမင်္ဂလာပါ Top Football ကနေပြောမှပြန်လဲကြိုဆိုလိုက်ပါတယ်။မင်းကြတော့က Manchester United က Liverpool ရဲ့ Anfield မှာဆိုလို့ရှိရင်1-2ဆိုတဲ့ရလနဲ့နိုင်ရရှိခဲ့တယ်။ဒီရလရရှိဖို့အတွက် Manchester United က6နှစ်နီဘာတီကိုအချိန်ယူခဲ့ရပြီးတော့မှ Manchester United နောက်ဆုံးအနိုင်ရရှိခဲ့တဲ့အချိန်က2000ထဲမှာ16ခုနဲ့မှာ Rain Rooney ရဲ့နောက်ဆုံးသောတွင်ကိုနဲ့ပဲလက်ရှိမှာတော့ Manchester United ရဲ့ Ruben Amorim က Premier League မှာနှစ်ပွဲဆက်နိုင်ပွဲမရဘူးတဲ့ စံချိန်ကိုလည်းချိုးဖြတ်တယ်အခုပရီးမီးယားလိနိုင်ပွဲနှစ်ပွဲဆက်ရရှိသွားခဲ့ပြီဒါအပြင်ကို Old Trafford မှာလည်းနိုင်ရရှိခဲ့ပြီဒါပေမဲ့ဒီနေ့ဒီပွဲစဉ်အတွက်ကျွန်တော်အဓိက discuss လုပ်ချင်တာကနီးပြားတွေရဲ့ဒီပွဲစဉ်မှာကြိုတင်ပြင်ဆင်လာခဲ့တဲ့ game plan တွေပြီးတော့လို့ရှိရင် in game situation တွေအကြောင်းဒါအပြင်ကိုဒီပွဲအတွင်းမှာဘာကြောင့်မလို့ changes တွေလုပ်ကြတာလဲ အစားရှိရာတွေအပြင်ကို Tactical Belday နဲ့ Ten Spirit တွေအကြောင်းကအဓိက discuss လုပ်မယ့်အကြောင်းပဲဖြစ်ပါတယ်ဆိုတော့ဒီရဲ့ video မှာအဓိကပဲတော့ Tactical ဘိုင်းဆိုင်ရာကိုပဲ focus ထားမယ်အဲ့တော့ကျွန်တော်ရဲ့ intro လေးပြီးတော့လို့ရှင်စားလိုက်ကြရအောင် ကျွန်တော်ဘာကြောင့်ခက်တက်တက်ဆရတယ်လဲဆိုတော့အဓိကပြင်တော့ပြောစရာအကြောင်းအရာတွေကဒီဗီဒီယိုမှာနည်းနည်းများလိမ့်မယ်ဆိုတော့ပတ်တွေခွဲရအောင်ကလည်းမဟုတ်သေးဘူးအဲ့တော့မြန်မြန်ဆန်ဆန်လေးနဲ့ပြီးအောင်လို့မြန်မြန်ဆန်ဆန်လေးပဲကျွန်တော်တို့ဆားလိုက်ကြမယ်ပထမဆုံးအနေနဲ့ပြောရလို့ရှိရင် Manchester United ကဒီပွဲစဉ်မှာမထင်မှတ်ပဲနဲ့ဥဆောင်ကိုရရှိခဲ့ဒီအားကိုဘာကြောင့်မလို့မထင်မှတ်ပဲလို့ပြောရတာလဲဆိုတော့ဒါကြီးရရန်ယူရှင်းလုံးနဲ့ ကိစ္စလို့ပြောရလိမ့်မယ်မန်ချက်စတာယူနိုက်တက်ကဒီမှာသလို့ရှိရင်နောက်တန်း၃ရောက်ဒေထားတဲ့ကွလဲပီဗွန်၂ရောက်ရှိတယ်ဒီနေသားမှာသလို့ရှိရင်ကိုသမားရဲ့ကန်တင်ပြီးခဲ့တဲ့ဘောလုံးကိုဒီမှာသလို့ရှိရင်အမ်ဘူမိုကခေါင်းတိုက်ဖို့တော့ကြိုးစားတယ်ရှင်တိုက်ရမယ့်ကစားသမားကဗန်ဒိုက်ဖြစ်နေတယ်ဒီတော့ကြောင့်မို့ဘောလုံးကလုံးဝမရနိုင်ဘူးဒီဘောလုံးကကျွန်ထွက်လာခဲ့တဲ့အနေထားတစ်ခုမှာသလို့ရှိရင်ဟယ်ရီမကွိုင်းယားကထပ်ပြီးတော့မှရှင်းထုတ်လိုက်တယ်ဟယ်ရီမကွိုင်းယားရှင်းထုတ်လိုက်တဲ့ဘောလုံးကိုဒီမှာအမ်ဘူမိုရဲ့မတ်လစ်စတာရဲ့ဗန်ဒိုက်ကဒီမှာ၃ရောက်ရှိနေတဲ့အဲမှာမှအမ်ဘူမို ကိုကာဗာလောက်ကမဲ့ဗန်ဒိုက်ကမဲ့လစ်စတာနဲ့တိုက်မိတယ်ဒီလိုကြောင့်မလို့မဲ့လစ်စတာလဲတော့တဲ့အချိန်မှာကျလာခဲ့တဲ့ second ball ကဘရူနိုစီကိုရောက်တယ်ဘရူနိုစီကိုရောက်လာတဲ့အချိန်မှာအာမက်ဒီယာလိုကလွတ်နေတယ်အဲ့ဒီအတွက်ကြောင့်မလို့ဘရူနိုကအာမက်ဒီယာလိုစီကိုချက်ချင်းပြေးလိုက်တယ်ဒီနေရာမှာချီဂျူအမကအန်ဘူမိုပဲစောနာကလဲကျသွားခဲ့နေတာကနေချက်ချင်းတန်းပြန်ထလာပြီးတော့မှအာမက်ဒီယာလိုဘောလုံးရတဲ့အချိန်မှာသူကဒီလီဗာပူးအသင်းရဲ့ defense က ဖူဘက်ကစားသမားနဲ့စန်တာဘက်နဲ့ဂျားလေးက space လွတ်နေတဲ့နေရာကိုချက်ချင်းတမ်းပြေးသွားလိုက်နိုင်တယ်တကယ်တော့တော့ဒီနေသားမှာ van dyke ကဟန်တက်လောက်ကမှာဒါပေမဲ့အာ man lister လဲသွားတဲ့အချိန်တွေတခုမှာ liverpool ကစားသမားတွေနည်းနည်းလေးတိုးဆုပ်သွားကြပုံရတယ်ဒီတော့ကြောင့်မလို့ ammo mode space ပေါ်လာတယ်အဲ့ဒီ space ကိုပဲ armad diallo ကအကောင်းဆုံးခင်းပေးနိုင်ခဲ့တယ်ခင်းပေးနိုင်ခဲ့တဲ့ဘောလုံးကို ammo mode ကပိတ်သွင်းပြီးတော့မှ united အတွက်ဥဆောင်ကိုသွင်းပေးနိုင်ခဲ့တယ်တကယ်တမ်းဒီဥဆောင်ကိုသွင်းသွားခဲ့တဲ့အချိန်က ဒီ Manchester United နဲ့ Liverpool တို့ထိတိုက်တွေ့ဆုံတဲ့ပွဲစဉ်တွေရဲ့တမိုင်းတစ်လျှောက်လုံးမှာပြန်ကြည့်မယ်ဆိုရင်တော့ဒါကဒုတိယမြောက်အစောဆုံးတွင်းကိုလို့တော့ပြောလို့ရတယ်။ဘာလဲဆိုတော့ဒီတပ်ပိုပြီးစောတာက1995ခုနှစ်အောက်တိုဘာလမှာ Nicky Butt ရဲ့2မိနစ်တွင်းကိုရှိတယ်။ဒါအပြင်ကိုဒီ96မှာတစ်ကြိမ်2008မှာတစ်ကြိမ်2013မှာတစ်ကြိမ်ဒီလိုမျိုးအစောပိုင်းမိနစ်တွေမှာဂိုးသွင်းယူခဲ့ဘူးရဲ့။အဲ့လိုဂိုးသွင်းယူခဲ့ဘူးတဲ့တွင်းကိုတွေထဲမှာတော့မှာ ဒီအမှုမွေးတွင်ကိုကဒုတိယအဆောဆုံးတွင်ကိုဖြစ်တယ်ဆိုတော့ဒီလိုပုံစံနဲ့ပဲ Manchester United ကမမျော်လင့်မင်းနဲ့ဥဆောင်ကိုရတယ်ဥဆောင်ကိုရတဲ့ချိန်မှာ Manchester United ရဲ့စလာကလေးကပလန်က defense ကစားဖို့ဒါကရမ်းသေးကြတယ်ဘာကြောင့်လဲဆိုတော့နှစ်ပွဲဆက်ဖောင်ရနေတဲ့အဲဘန်ဂျမင်ဆက်ကိုပါမလာဘူးဒါအပြင်ကိုကွန်းလက်မှာတကယ် control လုပ်နိုင်ဖို့အတွက်မိတ်ဆင်မောင်းကိုတုံးလာခဲ့တယ်ဒါအပြင်ကိုနောက်တန်းမှာဆိုလို့ရှင်လေကျွန်တော်တို့မြင်တွေ့ကြရတဲ့အတိုင်းနဲ့တကယ်အာ နေနေကွေကွေတန်ဖို့နေနေနဲ့ကစားမယ်ဆိုလို့ရှိရင်အကောင်းဆုံးကစားသမားတွေဖြစ်တဲ့အဒီလစ်တို့ပြီးသွားလို့ရှိရင်ဟဲရီမကွိုင်းယားတို့ဒီလိုကစားသမားမျိုးတွေနဲ့မန်ချက်စတာယူနိုက်တက်ကဆက်လက်တဲလာတာဒီလိုကြောင့်မို့တန်ဖို့ကနှေးလေလေမန်ချက်စတာယူနိုက်တက်ရဲ့အကြိုက်ဖြစ်လေလေပဲအဲ့တော့ okay ဒီနေ့ပွဲစဉ်မှာလီဗာပူးအသင်းရဲ့ပွဲထွက်လာတဲ့ပုံစံမှာဆိုလို့ရှိရင်လီဗာပူးအသင်းရဲ့ဒီမှာဆိုလို့ရှိရင်4 3 3ဆိုတဲ့ shape ကိုတွေ့ရလိမ့်မယ်ဒါက4 3 3အပြေးဝါတော့မဟုတ်ဘူး4 2 3 1ဆိုတဲ့ပုံစံမျိုးဒါပေမဲ့ Liverpool အသင်းက on the ball position မှာသလို့ရှိရင်တော့ 325235အစရှိပုံစံမျိုးကိုတလဲစီယူလေးရှိတယ်။ဒါကပထမပိုင်းမှာလဘာဘူးအသင်းလုပ်နေတဲ့ပုံစံ။ဒီမှာသလို့ရှိရင်လဘာဘူးအသင်းက325ဆိုတဲ့ BFS နဲ့တိစောက်ထားပြီးတော့မှ Manchester United ကိုတိုက်စစ်စင်ဖို့တော့ကြိုးစားတယ်။ဒါပေမဲ့ Manchester United ရဲ့ defense phase မှာတော့အားလုံးလဲမြင်ကြတဲ့အတိုင်းပဲ541ဆိုတဲ့ shape ကိုအပြည့်အဝတုံးချတယ်။ခါတိုင်းပွဲစဉ်တွေမှာ Manchester United က541လို့လို့532လို့လို့နဲ့ shape ကမတိမငြိမ်ဖြစ်တယ်ဆိုမှဒီနေ့ပွဲစဉ်မှာတော့ ဆိုတဲ့ shape ကိုပဲအသေးချေသုံးသွားတယ်ဒါအပြင်ကိုခါတိုင်းပွဲစဉ်တွေမှာ Manchester United ရဲ့အားနည်းချက်ဖြစ်တဲ့ pocket area တွေကိုကျင်းသွားအောင်လို့အဓိကကစားထားနိုင်တဲ့ကိုတွေ့ရတယ်ဒီရဲ့ကျင်းသွားအောင်ကစားထားတယ်ဆိုတဲ့အနေအထားမှာအရေးပါလာတာကအန်ဘူမွန်နဲ့မေဆမောက်ပဲဒီကစားသမားတွေကရှေ့ကိုအရင်ကြီးမတက်ဘဲနဲ့ရှေ့ကိုအရင်ကြီးမကျွတ်မဲနဲ့ သူတို့ရဲ့ position မှာအကောင်းဆုံးယူထားနိုင်တယ်ဒီမှာသလို့ရှိရင် Manchester United ရဲ့ pocket area တွေကဘလောက်ကျင်းတယ်လဲဆိုတာကိုမြင်ရလိမ့်မယ်ဒီလိုမျိုးနေထားတွေဖြစ်တဲ့ပြကြောင့်မလို့ Liverpool အသင်းကဒါကိုတိုက်စစ်ဆင်ဖို့အတွက်ကအခက်အခဲတွေအများကြီးရှိတယ်ဒီမှာသလို့ရှိရင် Liverpool အသင်းရဲ့တိုက်စစ်ဆင်တဲ့ပုံစံကအာ316ဆိုတဲ့ attacking phase တစ်ခုစီတော့မှာပုံစံပြောင်းပြီးနေပြီဒါပေမဲ့သူတို့တွေ ਨੇ ဒီ pocket area လေးမှာဘောလုံးလက်ခံမဲ့သူစီကိုပေးပို့နိုင်တဲ့ passing lane တစ်ခုဒါမှမဟုတ်လို့ရှိရင်လဲ wide area ကနေ individual နဲ့ကြော်ဖြတ်နိုင်မဲ့ ကစားသမားနေရယူမှုအစားရှိရတယ်ကိုမမြင်ရဘူးဖြစ်နေတယ်။ဘာလဲဆိုတော့ဘာကြောင့်လဲဆိုတော့ Liverpool အသင်းရဲ့ဒီ wide area မှာဒီမှာဆိုလို့ရှိရင် wide area တစ်ဖက်ချမ်းစီမှာနေရယူထားတဲ့ကစားသမားတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် Salah ပြီးတော့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်တော့အာ Kakas ကိုမြင်ရလိမ့်မယ်။ဆိုတော့နှစ်ယောက်စလုံးကနှစ်ဦးစလုံးက individual ကောင်းကြတဲ့ကစားသမားတွေဆိုပြီးတိုင်အောင် dribbling အားပြုတဲ့ dribbling ကိုအရန်ကြီးအားပြုပြီးတော့မှမြန်ဆန်တဲ့ဒီ Manchester City ရဲ့တောင်းပန်လိုမျိုးကစားသမားတွေမဟုတ်ပြန်ဘူးဒီလိုကြောင့်မလို့ ယူနိုက်တက်က wide area ကိုဖွင့်ပေးထားသည့်တိုင်အောင် Liverpool တင်းက wide area ဘက်ကို focus မထားနိုင်ဘူး။အဲ့တော့အထဲကိုလည်းပို့လို့မရကြအောင်အထဲကိုပို့ဖို့အတွက်လည်းဒီမှာသလိုရှိရင် United ရဲ့ဒီ midfield line ကကစားသမားတွေဖြစ်တဲ့အလယ်ラインကကစားသမားတွေ541ဆိုတော့4ဆိုတဲ့ line ကကစားသမားတွေရဲ့ shadow marking နဲ့အောက်မှာဒီ head space ကလုံးဝမပို့ဘူးဒီမှာဆိုလို့ရှိရင်တွေ့ရတိုင်းပဲ wide area ဘက်ချမ်းမှာနေရာလို့ရသည့်တိုင်အောင် wide area ဘက်ချမ်းကို individual အရဆွဲထွက်ဖို့အတွက် စ조사နိုင်ခြင်းမရှိတာကိုမြင်ရလိမ့်မယ်ဒီတော့ကြောင့်မလို့ပဲလေဘာဘူးတင်းကပထမပိုင်းမှာဘောလုံးနဲ့အိုင်နေတာပဲဖြစ်တယ်ဘောလုံးနဲ့အိုင်နေတဲ့အပြင်ကို Manchester United ရဲ့ marking system ဒီရဲ့ marking system က United က5 4 1တည်ထားတဲ့တော့ကြောင့်မလို့ဒီရဲ့ marking မှာဆိုလို့ရှိရင်နေရာလည်းလုံးဝမပေးဘူးဒီမှာဆိုလို့ရှိရင်ဒီ half space တွေကိုတုံးဝင်လာမဲ့ကစားသမားတွေကို United ရဲ့ center back ကစားသမားတွေက1 vs 1 marking နဲ့ယူထားနိုင်တာကိုတွေ့ရလိမ့်မယ်ဒါအပြင်ကို full back မှာရှိနေတဲ့ဒီ ဒါလော့နဲ့ပြီးတော့လို့ရှိရင်အာမတ်ဒီယာလုံးနဲ့ဒီကစားသမားတွေကလည်း share market ကောင်းကောင်းယူထားနိုင်တယ်ဒီမှာတို့လို့ရှိရင်အာမတ်ဒီယာလိုကနောက်ကိုပြေးထွက်မဲ့ကစားသမားကို share market ယူထားတယ်အဲ့ဒီပြေးထွက်တဲ့ကစားသမားလောက်ကို gilit ကလိုက်သွားတဲ့ချိန်မှာဒီမှာတို့လို့ရှိရင်တကယ်တမ်းမှာတော့ space တဲမှာနေရာလွတ်ကပိုအတွက်နေရာလွတ်တစ်ခုပေါ်လာတာကိုတွေ့ရတယ်မှဒါပေမဲ့ဒီရဲ့ဘောလုံးကိုပေးပို့နိုင်စွာလဘဘူးတင်းစီမှာမရှိခဲ့ဘူးဒီလိုတွေအတွက်ကြောင့်လည်း Manchester United က5-4-1ဆိုတဲ့ defensive face ကိုလဘဘူးတင်းကမကျော်ဖြတ်နိုင်ဘူးလို့ပြောလို့ရတယ် တော့ chance တွေရလာတော့ဟုတ်ကဲ့ဒါပေမဲ့ဒါကို dominate လုပ်နိုင်စွမ်းက liverpool အသင်းစီမှာအားနည်းနေတယ်အဲ့ဒါကဘာကြောင့်လဲဆိုတော့ attacking မှာ pattern တွေကိုများများရှာဖွေနိုင်ခြင်း liverpool စီမှာမရှိသေးဘူးအားနည်းနေသေးတယ် liverpool အသင်းရဲ့ဒီ shape အပေါ်မှာဒီကစားသမားတွေရဲ့ pattern တွေအပေါ်မှာအတုံးချမှုနှုန်းကအားနည်းနေသေးတယ်ဒါကိုကျွန်တော်တို့လက်တွေ့မြင်ကြရတာပဲဒါပေမဲ့ Manchester United နဲ့ Liverpool ဆိုတဲ့နှစ်တင်းအကြောင်းကိုပြောမယ်တို့လို့ရှင် transition တွေကလုံးဝခြံထားလို့မရတဲ့ကိစ္စပဲ လီဗာပူးသင်းဆိုလို့ရှင်လဲသူတို့ရဲ့ transition တွေက Premier League မှာအဆင့်တန်းတစ်ခုရှိတဲ့ club အသင်းမျိုးဖြစ်တယ်ဒီလိုကြောင့်မလို့ Manchester United ကဒီမှာဆိုလို့ရှင်လောင်ဘောနဲ့ကန်နေလိုက်တယ်လီဗာပူးသင်းဘောလုံးရတယ်ကြားတဲ့အချိန်မှာဆိုလို့ရှိရင်လီဗာပူးရဲ့ midfield ကကစားသမား၃ယောက်စလုံးကဒီမှာရှိနေတယ်။ဒီ၃ယောက်စလုံးကကစားကွက်တည်ဆောက်ဖို့အတွက်ကြိုးစားတယ်။ဘောလုံးက Manchester United ရတယ်။လီဗာပူးအသင်းရဲ့ midfield ကဆိုဘိုဆိုင်းဘောလုံးပြန်ရတဲ့အချိန်မှာဆိုဘိုဆိုင်းရဲ့ passing lane တစ်ခုကဒီလိုအနေထားမျိုးဖြစ်သွားစေခဲ့တယ်။ဒီအနေထားမျိုးက လုံးဝ transition ကနေချက်ချင်းတက်မိရောက်လာတာကြောက်လာတဲ့အချိန်မှာ United ရဲ့ defense line ကလည်းပြင်ဆင်ထားခြင်းအားနည်းနေတာကိုမြင်ရလိမ့်မယ်ဒီနေသားကလည်း Gapo ကဒီလိုမျိုးလွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းလို့ရပဲနဲ့ဒီဘောလုံးကတိုင်ထိထွက်သွားခဲ့တယ်။အဲဒါအဲလဘာဘူးအသင်းကပြောရမယ်ဆိုလို့ရှိရင်နည်းနည်းလေးအဲဒီနေ့ပွဲစဉ်မှာအလကီဖြစ်တာတွေလည်းရှိရဲဒါပေမဲ့လည်းတေးချာတခုကလဘာဘူးရဲ့ transition တွေကတော့ United ကိုဒုက္ခပေးနိုင်နေတုံးပဲ။အဲဒါ Manchester United ကလည်းထို့တူပဲ။ transition ဆိုတဲ့နေရာမှာ Manchester United ကပွဲချိန်အစောပိုင်းမှာဥဆောင်ကိုရထားတဲ့အတွက်ကြောင့်မလို့ Manchester United ကတော့ switch playback ကိုပို့ပြီးအသာပေးတယ်လို့တော့ကျွန်တော်ကယူဆတယ်။ဆို switch playback ကိုအသာပေးရဆိုတဲ့အနေထားမှာဒီနေထားမှာဆိုလို့ရှိရင် United ရဲ့အဲ defense line မှာဆိုလို့ရှိရင်ကစားသမား၄ယောက်ရှိနေတယ်။အဲ့ဒီ၄ယောက်ကနေပေါ်မှာဒီမှာ Dalot ကိုပေါ်လုံးရောက်တယ်။ Dalot က Casemiro နဲ့တွဲဖို့ကြိုးစားတယ်။ Casemiro ကနောက်ကိုပြန်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်နည်းနည်းလေးလိုအပ်ချက်ရှိတယ်ဆိုပြီးတိုင်အောင် အာမန်ချက်စတာယူနိုက်တက် defense line ကကစားသမားကြီး handle လုံးလိုက်နိုင်တယ် handle လုံးလိုက်နိုင်ပြီးတော့မှလူချောစီဘောလုံးရောက်တယ်လူချောကနေမှတစ် wide area ကဒါလောဒါလောကနေကွန်ညာစီကိုရောက်တယ်ဆိုတော့ကွန်ညာစီကိုရောက်တဲ့ချိန်မှာဒီမှာဆိုလို့ရှိရင် Bruno Fernandes အလွတ်ကြီးရနေတယ်ဒါပေမဲ့ကွန်ညာကချက်ချင်းတက်မြောက်မှာ switch play ကစားလိုက်တဲ့ချိန်မှာဆိုလို့ရှိရင် Amumu ကလည်းဒီမှာအာ center back နဲ့ fullback Liverpool ရဲ့ center back နဲ့ fullback ကြားထဲက space ကိုနေရာယူထားတယ်ဒီစားမှာ wide area မှာလုံးဝလွတ်နေမဲ့ wing back ကစားသမားရှိတယ်အဲ့ဒါက Amadi ရလို့ ဆိုအာမတ်ဒီယာလိုစီကဒီမှာဆိုလို့ရှိရင်ဘောလုံးလွတ်လွတ်လပ်လပ်ရတယ်ဒီရဲ့ဘောလုံးကိုအာမတ်ဒီယာဆိုလို့ကလည်းအကောင်းဆုံးသုံးချလိုက်နေဒီကနေ transition ကနေပဲဒီကနေဒီ switch play ကနေမှတစ်ဆင့် Bruno ကဒီလိုကန်ချက်မျိုးကိုလွတ်လွတ်လပ်တန်သွင်းလို့ရတယ်ဒါပေမဲ့ဒီနေထားကတော့ goal သွင်းသွားနိုင်ခြင်းမရှိခဲ့ဘူးဆိုတော့ Manchester United အတွက် game plan ကတော့ရိုးရှင်းတယ်။ဘာလဲဆိုတော့သူတို့ရဲ့5-4-1ဆိုတဲ့ defensive phase ကိုတည်ထားမယ်။ပြီးတော့လို့ရှိရင်အဲ့ဒီကလေ switch play တွေမှာတဆင့် United ကတိုက်ခိုက်မယ်။ ဒါက United လောက်လာတဲ့ပုံစံဒီဘက်ကြောင့်မလို့ switch play ကောင်းပါတယ်ဆိုတော့ missing mount လို့ကစားသမားမျိုးတွေဒီလူသားမမျိုးတွေကိုတဲလာတာပဲဒါအပြင်ကို present ပေးဖို့အတွက်ဆိုလို့ရှိရင်လဲ Manchester United ကဒီ tight set လမ်းကြောင်း၃ယောက်ကအကောင်းဆုံးရွေးရှားနိုင်တယ်ဆိုရင်ဒါတခုမှရှိတယ်ဆက်ကိုဆိုလို့ရှိရင်အဲ့ဒါတော့ present မပေးနိုင်ဘူးဆိုတာသိကြတယ်ဒါကိုလည်းကျွန်တော်တို့ဒုတိယပိုင်းမှာမြင်ရလိမ့်မယ်အဲ့တော့ပြောချင်တာက Manchester United က မထင်မှတ်ပဲဥဆောင်ကိုရသွားတဲ့အနေအထားတစ်ခုမှာသူတို့အတွက်နောက်ထပ်ကိုရနိုင်ခြေကတော့ switch play တွေသူတို့ငကိုပလန်လောက်လာတဲ့အကြောင်းညာအတိုင်းပဲဆက်လက်လုပ်ရမှာဆိုတော့ Liverpool အသင်းကသူတို့ရဲ့တိုက်စစ်ကိုကောင်းကောင်းပုံမဖော်နိုင်နေဘူးတိုက်စစ်မှာ pattern shape တွေကသူတို့ထင်သလောက်အလုံးမဖြစ်ဘူး Manchester United ရဲ့5-4-1ကသူတို့ထင်ထားတဲ့ပုံပြီးတော့မှထိုးဖောက်ရခတ်တယ်ဆိုတာကို Liverpool အသင်းကပထမပိုင်းမှာလက်ခံလိုက်ရတယ် ဲ့တော့ဒီလိုနဲ့ပဲပထမပိုင်းကပြီးရောတယ်မန်ချက်စတာယူနိုက်တက်က Z1 ဆိုတဲ့ရလနဲ့ဥဆောင်သွားနိုင်တယ်ဒီတော့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ရဲ့ history ကိုပြန်လိုက်မယ်တလို့ရှင်မန်ချက်စတာယူနိုက်တက်ကမက်ရှလာ2024ခုနှစ်ခေတ်ကပရီးမီးယားလိဂ်မှာဥဆောင်ကိုရခဲ့ပြီးတော့လို့ရှင်ရှုံးနေတာတပွဲမှမရှိခဲ့ဘူးဒါကအင်္ဂလန်ရောအဝေးကွင်းရောကိုပြောချင်တာဆိုတော့မန်ချက်စတာယူနိုက်တက်ကဥဆောင်ကိုရထားပြီးတော့ပြီးဆိုလို့ရှင်အဲ့ဒီဘောလုံးကိုအဲ့ဒီပွဲစဉ်ကိုထိန်းချုပ်တာကနည်းနည်းလေး အဆင်ပြေတယ်ပေါ့ပြောရမယ်ဆိုတော့ off the ball movement နေမှာ Manchester United ကပိုအားကောင်းလေးရှိတယ်ပေါ့ဒါကအားလုံးမြင်နေကြမဲ့ကိစ္စပဲဒီလိုနဲ့ပဲ Manchester United ကသူ့ရဲ့5 4 1ဆိုတဲ့ defensive phase ကိုအကောင်းဆုံးတိဆောက်တယ်အကောင်းဆုံးအဲ defensive phase ကိုအကောင်းဆုံးတိဆောက်တယ်ဒါပေမဲ့ Liverpool အသင်းကဒီတက်ပို့ပြီးတော့မှ line breaking pass တွေပြီးနိုင်ဖို့အတွက် chance တွေများကြီးရှိတယ်ဥပမာပြဒီလိုအခြေအနေမျိုးဒီအခြေအနေမျိုးမှာဆိုလို့ရှိရင် Manchester United ကဒီ5 4 1ဆိုတဲ့ phase မှာ တောင်းပန်မှာနေရာယူကြတဲ့ကစားသမားတွေက နေရာလွတ်ပြီးနိုင်တဲ့လဘာဘူးသင်းကိုနေရာလွတ်ဖြစ်စေနိုင်တဲ့အခြေအနေမျိုးတွေရှိခဲ့တယ်ဥပမာပြဒီလိုအခြေအနေမျိုးမှသလိုရှိရင်ဒီမှာသလိုရှိရင်စင်တာဘက်ကစားသမားကလေဘာဘူးတင်းရဲ့စင်တာဘက်ကစားသမားကဒါရိုက်တန်းပြီးတော့မှအီဆက်စီကိုဘောလုံးပေးလိုက်တဲ့ချိန်မှာအီဆက်အနေနဲ့ဒီနေသားမျိုးကိုလည်းဂိုးဖြစ်ပြောင်းလဲနိုင်တဲ့ chance မျိုးရှိခဲ့တယ်ဒါပေမဲ့ဒါကိုတော့ Manchester United ရဲ့ကိုယ်သမားဖြစ်တဲ့ Lehmann's ကကာကွယ်တော့နိုင်ခဲ့တယ်ဆိုတော့ United ပြည်သက်တွေတော့ဒါကအားရကျင်စရာကိုယ်သမားအပြောင်းရှိလို့ပဲပြောရလိမ့်မယ် ဆိုတော့ okay ဒီလိုနဲ့ပဲဒုတိယပိုင်းရောက်တယ်ဒုတိယပိုင်းရောက်တဲ့အချိန်မှာ Manchester United ကပုံမှန်တိုင်းလိုပဲသူတို့ရဲ့ switch play တွေကိုအာဦးစားပေးမယ်ဒါအပြင်ကိုသူတို့ရဲ့5-4-1ဆို defensive phase ကိုခိုင်မာအောင်လုပ်မယ်ဒီလိုပုံစံမျိုးနဲ့ပဲ Manchester United ကလာခဲ့ရလာခဲ့တဲ့အချိန်မှာဒုတိယပိုင်းမှာတော့တေချာတာတစ်ခုက Leimans ရဲ့ away ပြမှုတွေက Liverpool အသင်းရဲ့ full back နဲ့ center back နဲ့ဂျားတွေက space တွေကိုအမြန်နီးပါးမှာပြီးနေတာအဲ့ဒါကိုလည်းပွဲပြီးတဲ့အချိန်မှာ Delete က ပြောခဲ့တာရှိတယ်။ဘာလဲဆိုတော့အာလီဗာပူးသင်းရဲ့အာနေဂျာကဖူဘက်ကစားသမားတွေပါဆိုတာမျိုးပြောခဲ့တယ်။တကယ်လဲမန်ချက်စတာယူနိုက်တက်ကအဲ့ဒါအတွက် strategy တစ်ခုပြင်ဆင်ထားခဲ့တယ်။အဲ့ဒါကတော့ဘာလဲဆိုတော့ဒီမှာဆိုရင် Lehman's ကန်တင်လိုက်တဲ့အချိန်မှာတို့လို့ရှိရင် fast ball ကြားယူမဲ့ကစားသမားတွေကအမှုမှုနဲ့အထောင်တိုက်စစ်မှာရှိနေတဲ့ကစားသမားပြီးတော့လို့ရှိရင် second ball အတွက်စောင့်နေကြတဲ့ကစားသမား၃ယောက်ကိုတွေ့ရလိမ့်မယ်။ center back ကစားသမားအာ uh, sorry central midfield ကစားသမား2ယောက်နဲ့ပြီးတော့ရှင် attacking midfield မှာကစားတဲ့ကစားသမား1ယောက်ပြောမယ်ဆိုရှင်ကွန်ညာနဲ့ဆိုတော့ ဒီလိုပုံစံမျိုးနဲ့ second ball ကိုစောင့်တဲ့ပုံစံမျိုး Manchester United ကလုပ်တယ်ဆိုတော့ Manchester United ကဒီပွဲစဉ်မှာဥဆောင်ထားတဲ့အတင်အဲ့တော့သူတို့ဥဆောင်ထားတာကိုဆက်လက်ပြီးတော့မှထိန်းနိုင်ဖို့အတွက်လူစားလဲမှုကိုအစိုးရလုပ်တယ်လူစားလဲမှုက90နဲ့မှ9မိနစ်မှစတယ်လူစားလဲလဲလိုက်တဲ့နှစ်ယောက်ကလည်းအာမတ်နဲ့ကက်စီဆိုတော့တကယ်တော့အာမတ်အဝါထိထားတာကအချိန်တခုရှိနေပြီ ကက်စီအဝါထိထိပြီးခြင်းမှာပဲမန်ချက်စတာကနှင်းရောစလုံးကိုတန်းထုတ်တယ်။ဘာကြောင့်လဲဆိုတော့အာပွဲရဲ့တန်ဖိုးကအယမ်းမြင့်နေတဲ့အနေထားတစ်ခုပွဲရဲ့တန်ဖိုးကလီဗာပူးကဆိုမွန်ချင်တဲ့အနေထားတစ်ခုမှရှိတယ်။အဲ့ဒါကြောင့်မလို့မန်ချက်စတာယူနိုက်တက်ကပွဲရဲ့တန်ဖိုးကိုအာလိုက်နိုင်ဖို့အတွက်ပေါ့နော်အဝါထိထားတဲ့ကစားသမားနှစ်ယောက်ကိုလဲတယ်။ဒါကကျွန်တော်ရဲ့အမြင်အာကက်စမဲရိုနဲ့အာအာမတ်ကိုဘာကြောင့်လဲရလဲဆိုတဲ့အမြင်။ဆိုတော့ အာမတ်ကိုလဲလိုက်တဲ့ချိန်မှာမန်ချက်စတာယူနိုက်တက်ဘက်မှာ side effect တွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ယူနိုက်တက်ရဲ့ညာချမ်းတစ်ချမ်းလုံးကြီးပါကအလုံးမဖြစ်တော့တာပဲဒါကလည်းရိုးရှင်းပါလိမ့်မယ်ဘာလဲဆိုတော့ full back ကစားသမားအဲစစ်စစ်ကိုထားပြီးကစားရတဲ့ချိန်မှာယူနိုက်တက်ရဲ့ညာချမ်းကလုံးဖြူဒါပေမဲ့တစ်ဖက်ချမ်းမှာဘယ်ချမ်းကဒရိုကူကတော့လုံးဖြစ်လာခဲ့တယ်ဆိုတော့မန်ချက်စတာရဲ့လူသားလေးမှုကအာကက်စီနဲ့အာမတ်ကိုထုတ်ပြီးရောမှာဒရိုကူနဲ့ဥကာတီနဲ့ကိုထည့်တယ်အဲ့ဒါကမန်ချက်စတာယူနိုက်တက်အနေနဲ့ဒုတိယပိုင်းမှာ တို့ရဲ့တိုက်စစ်ဆင်နိုင်တဲ့တခုတည်းသောလမ်းကြောင်းကအမြင်ပေါ်ပဲအဲ့ဒီအမြင်ပေါ်ကိုလမ်းချရဲချပြီးတော့မှ first ball second ball ဆောင်းလင်းဆောင်းပြီးတဲ့အချိန်မှာ Drogu ကဒီပချံကနေပြေးထွက်မယ်ဒါက Manchester United နဲ့တိုက်စစ်ဆင်နိုင်တဲ့တခုတည်းသောပုံစံပဲဒီလိုပုံစံမျိုးနဲ့ပဲ Manchester United ကတိုက်ခိုက်လာခဲ့တယ်အဲ့ဒါလိုနဲ့ပဲ minute 60မှာတော့ Mason Mount စာ Benjamin Sakko ကိုထည့်တယ်ဘာကြောင့်မလို့ထည့်ရလဲဆိုတာကလည်းရိုးရှင်းလိမ့်မယ်လို့ထင်တယ်။ first ball ကိုဦးနိုင်ဖို့အတွက် Benjamin Sakko လို့အရင်မြင်ကောင်းတဲ့အဲကြားသမားမျိုးလိုအပ်တဲ့အတွက်ကြောင့်မလို့ပဲဒီလိုပုံစံမျိုးနဲ့ပဲ Manchester United က ီပွဲစဉ်ရဲ့အလဲပြောင်းကိုဥဆောင်မဲ့သူဖြစ်နေထိတ်ဆုံးကနေပြီးတော့မှစတင်ပြီးတော့မှလူစားလေးလေးမှုလုပ်တယ်။ဒါပြည့်အချိန်မှာလီဗာပူးကလူစားလေးလေးမှုစလုပ်တယ်။လီဗာပူးရဲ့လူစားလေးလေးမှုစလုပ်တဲ့အချိန်ကလည်းဘန်ဂျမင်ဆက်ကိုကိုထဲတဲ့အချိန်နဲ့ဒါပြေးရဲလို့ပြောလို့ရတယ်။လီဗာပူးက၃ယောက်ဖပြီးတော့မှလေမက်လစ်စတာရဲ့ဂရာဗင်ဘက်စ်ကဲအာဘရက်ဒလီရဲ့ကိုထုတ်ပြီးတော့မှအီဂီတီဂီရဲ့ကာဒစ်ဂျုံရဲ့ဖလိုရီယန်ဘက်စ်ကဲကိုထဲတယ်။ဒီရဲ့ကစားကွက်က424ဆိုတဲ့ကစားဟန်ကိုပို့ပြီးတော့မှဦးတည်တယ်။ဒီမှာဆိုလို့ရှိရင်ဆိုဘိုဆိုင်းက central ကနေပြီးတော့မှသူကဒီ right back ဆိုတဲ့အနေထားတစ်ခုထိကိုဆင်းပြီးတော့မှကစားပေးတယ်။ပုံလည်းမှာတော့ Gardner Stone နဲ့ Florian Vers ရှိတယ်။ပြီးတော့လို့ရှိရင် AKTK နဲ့ Eason နဲ့ကတော့တိုက်စစ်မှာ၂ယောက်နေထားနေနေရှိတယ်။ဆိုတော့442အာ424ဆိုရင်နေထားကိုလွယ်ကူကူပြောင်းလိုက်ရတဲ့ရှိတ်မျိုးဘက်ကိုလဘာဘူးကဥတီသွားလိုက်တယ်။ဘာကြောင့်လဲဆိုတော့မန်ချက်စတာယူနိုက်တက်ရဲ့ဒီ pocket area တွေကထိုးပေါက်ရခတ်နေတယ်လဘာဘူးအတင်းအတွက် အဲ့တော့အဲ့ pattern shape တွေကိုထိုးပေါက်နိုင်မှုအတွက်ကိုယ်ထဲမှာ roaming လုပ်ပြီးနိုင်မယ့်ကစားသမားမျိုးလိုတယ်။အဲ့တော့ကြောင့်မလို့ foreign vest နဲ့ card ဒီ cardist တုံးတွေကအမြဲတမ်းဒီဘက်မှာ roaming လုပ်နေတာတွေကိုမြင်ရလိမ့်မယ်။ပွဲစဉ်တစ်ခုတစ်လျှောက်လုံးမှာအဲ vertical vertical run တွေလည်းမဟုတ်ဘဲနဲ့ horizontal run တွေဟာဒီကစားသမားတွေကအမြဲတမ်းပေးနေတယ်။အဲ့တော့ကြောင့်မလို့ Manchester United ရဲ့ဒီ man to man marking ရလိုက်တဲ့ချိန်တွေမှာဆိုလို့ရှိရင်နေရာလွတ်တွေပေါ်လာတတ်လိမ့်ရှိတယ်။ အဲ့ဒီအနေအထားတွေကို Manchester United ကိုထိုးပေါက်နိုင်ဖို့တော့ Liverpool ကလူစားလေးလေးမှုလုပ်ခဲ့တာဆိုတော့ဒီမှာဆိုလို့ရှိရင် United ရဲ့ box area ကိုမြင်ရလိမ့်မယ်အဲ့ဒီရဲ့ဒီ Manchester United ရဲ့5-4-1ဆိုတဲ့ defensive phase ကဲ pocket area တွေရဲ့ဂျားတွေကို Liverpool စားသမားဒီမှာဆိုလို့ရှိရင်၄ယောက်ထိကိုတိုးဝင်သွားနိုင်တယ်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့၃ယောက်လောက်ပဲရှိမယ်အာအဲ့ဒါအပြင်ကိုတောင်မှန်မှာ၂ယောက်ရှိမယ်ဒီလိုပုံစံမျိုးနဲ့ပဲဒါပေမဲ့ ဒီမှာထူးခြားတာက Florian Vers လို့ကသမားမျိုးရှိတယ်။အာ Curtis Jones လို့ကသမားမျိုးရှိတယ်။ဒါကြောင့်မလို့ Pazin Lane တွေကပိုပြီးများလိမ့်မယ်။ White Area ပတ်ချံကိုလည်းပေးဖို့နိုင်ပိုတော့အခွင့်ပိုပြီးတော့မှတာလိမ့်မယ်။ Crossing တွေလည်းပိုပြီးပေးလာနိုင်လိမ့်မယ်။ဒီလိုတော့ကြောင့်မလို့ပဲ Liverpool တင်ကလူစားလဲလဲမှုလုပ်ခဲ့တာပဲဖြစ်တယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင်လူစားလဲလဲမှုမှာနောက်ထပ်ရေးပါတာက Sobo Sline ရဲ့နေရာယူမှု Sobo Sline က fullback ဒီ right back အနေထားတယ်မဟုတ်ဘဲနဲ့ inverted ပုံစံမျိုးနဲ့အတွင်းထဲကိုဝင်ပြီးကစားနိုင်တယ်အဲ့ဒါလိုကစားနိုင်တယ်လို့ကြောင်းမလို့ Florian Vest ကဒီမှာသလိုရှင် roaming လုပ်နိုင်တယ်အဲ့တော့ကြောင်းမလို့ Liverpool တင်းရဲ့တိုက်ဆက်မှာဒီမှာသလိုရှင်ရင်9ယောက်ထိကိုကစားသမားတွေမြင်ရလိမ့်မယ်အဲ့တော့အဲ့ဒါလိုပုံစံမျိုးနဲ့ပဲ Liverpool တင်းက crossing တွေကိုဇတိုက်ဇတိုက်ပြီးလာခဲ့တယ်ဒါအပြင်ကနောက်ထပ်အရေးပါတာက Liverpool တင်းက90နဲ့မှ10မိနစ်မှာ Isak အစားခြေစာဝင်လာတယ်ဆိုတော့အဲ့ဒီရဲ့ ဖတ်စင်းကအဲ့ sorry အဲ့ဒီရဲ့ substitution ကဘာကိုယူရတယ်လဲဆိုလို့ရှင် bounce pass တွေပြီးတော့လို့ရှင်ရင်တို့ရဲ့ဒီ team shape တွေမှာပို့ပြီးတော့မှ link up play တွေပို့ပြီးထွက်လာစီဖို့အတွက်ခြေစားဖို့ထည့်တာ isas က link up ကစားတတ်တဲ့ဥစားသမားမျိုးဟုတ်တယ်ဒါပေမဲ့အရင်ကြီး link up အရင်ကြီးတွဲနေမှာမျိုးမဟုတ်ဘူးဆိုတော့ဒီမှာတို့ရှင် liverpool အသင်းကဒီတစ်ဖက် channel မှာပဲ link up တွဲတော့တာကိုမြင်ရလိမ့်မယ် sobo slide florian vas Flow Invest ကနေ Sobos Line Sobos Line ကနေ Chaser Chaser ကနေ Sobos Line စီကိုရောက်တဲ့အချိန်မှာ Manchester United ကဒီမှာဆိုလို့ရှိရင် defense line မှာ၃ယောက်ပဲကျန်တော့တယ်။ဒီရဲ့ passing ကအောင်မြင်သွားခဲ့ပြီဆိုလို့ရှိရင်ဘယ်လိုအနေထားမျိုးဖြစ်မလဲဆိုတော့ကိုကျွန်တော်တို့တစ်ချက်တွေးကြည့်လို့ရလိမ့်မယ်လို့ထင်တယ်။ဆိုတော့အဲ့ဒါလိုမျိုး link up တွေပို့ပြီးတွဲလာဖို့အတွက် Liverpool ကရည်ရွယ်တယ်။ဆိုတော့တကယ်တမ်း Liverpool ကိုရသွားတဲ့အချိန်ကလည်း transition ကနေရတယ်လို့ပဲပြောရလိမ့်မယ်ဒီမှာဆိုလို့ရှိရင် corner ကနေပြီးတော့မှ liverpool ကကန်တယ်လိုက်တယ်ကန်တယ်လိုက်တဲ့ဘောလုံးကိုအာ manchester united က တံပြန်ကောတော့တံပြန်ဆဖို့အတွက်ချိုးစားနေတဲ့အနေထားတစ်ခုမှာ bandage ကပေါ်ဒီနဲ့အတူတူပဲပေါ်လုံးက AKTGC ကိုရတယ်ဆိုတော့ AKTGC ရတဲ့အချိန်မှာလဘဘူးသင်းရဲ့ကစားသမားတွေကအားကြီးရှိနေတဲ့အတွက်ကြောင့်မလို့ United ရဲ့ကစားသမားနှစ်ယောက်ကိုဆွဲခေါ်သွားတယ်ဥကားဒိန်းနဲ့ Drogu နဲ့နှစ်ယောက်ကိုဆွဲခေါ်သွားတဲ့အချိန်မှာ AKTG ကအတွင်းထဲကိုဝင်နေ Florian Vassi ကိုစောစောပြေးလို့ရတယ်ဆိုပေမဲ့ AKTG ကဒီနေ့ပွဲစဉ်မှာတော်တော်လေးအဝေးရင်ဆက်တွေနဲ့အများကြီးတုံးနေတယ် link up ကို တိတ်ပြီးတော့မှမမိလို့ဘူးလို့ခံစားရတယ်။အဲ့ဒီထားကနေပြီးတော့မှဘောလုံးကရှုပ်ရှက်ခတ်နေတဲ့နေသားကမန်ချက်စတာရဲ့ကစားသမား9ယောက်ရှိရဲ့ဒီဘောလုံးကိုရှင်းရှင်းလင်းလင်းဖြတ်မထုတ်နိုင်ဘူး။ဒီကနေခြေစာစီကိုရောက်တယ်။ခြေစာက crossing ပေးတယ်။ဒါကိုဂပိုကပိတ်သွင်းပြီးတော့မှတတရရပဲမန်ချက်စတာယူနိုက်တက်ကို1-1ဖြစ်စေမဲ့ကိုကိုတီးကြစီမဲ့ကိုကိုတွင်းသွားနိုင်ခဲ့တယ်။ဆိုတော့ပွဲချိန်80နဲ့မှ10မိနစ်မှာလဘာဘူးတင်းကခြေပနိုင်ခဲ့ပြီ ဒါပေမဲ့မထင်မှတ်ထားတာတကူကမန်ချက်စတာယူနိုက်တက်ကသူတို့ရဲ့ဂိမ်းပလန်တွေကနေမဟုတ်ဘဲနဲ့ဒီဆပ်ပလီကနေမှဆပ်ပလီကိုအခြေပြုရဲ့ခြေပါကိုကိုသွင်းယူသွားတာပဲဒီမှာသလို့ရှိရင်ကော်နာကနေမှဘူနိုကနေမှတစ်ဆင့်တစ်ခါလေးချက်ချင်းတက်ပြီးတော့မှအမ်မူမူစီကိုပေးတယ်အမ်မူမူကနေကန်ဒီကန်လိုက်ပြီးတော့မှဒီကနေပြန်ထွက်လာခဲ့တဲ့ဘောလုံးကိုချက်ချင်း first touch နဲ့အတူတူပဲဘူနိုဖာနန်ဒက်စ်က အေးရတဲ့ကိုထပ် crossing ပြီးလိုက်ပြန်တယ်အဲ့ဒီ crossing ပြီးလိုက်တာကလည်းကောင်းမွန်တော့အဲ့လိုပဲပြောရလိမ့်မယ် timing ကိုက်သွားတယ်ပေါ့ဘာကြောင့်လဲဆိုတော့အဲ့ဒီဘောလုံးကတကယ်တမ်းဆိုလို့ရှိရင် van dice ဘက်ချမ်းကိုသာရှိရဆိုလို့ရှိရင်ဒီနေရာမှာခေါင်းဥနိုင်မှုတော့ကအရန်ကြီးမတည်ကြလားဘူးဆိုတော့အဝေးတိုင်ဘက်မှာရှိနေခဲ့တဲ့ကစားသမားကဒီမှာတို့လို့ရှိရင် harry maguire နဲ့ delete နဲ့ဆိုတော့ဒီနေ့ရောက်ရဲ့နေရာယူမှုကအရေးပါခဲ့တယ်ဒီကနေ harry maguire က 1 2ဖြစ်စေမဲ့ကိုကိုသွင်းရင်သွားနိုင်ခဲ့ပြီးတော့မန်ချက်စတာယူနိုက်တက်ကနိုင်ရရှိသွားခဲ့ဆိုတော့ဒီနေ့ပွဲစဉ်အတွက်အကုန်လုံးကိုကျွန်တော်တို့ game plan နဲ့ in game saturation နဲ့တစင်ချင်းစီတစင်ချင်းစီတိုင်းမှာဘလို့ evolve ဖြစ်သွားတယ်လဲဆိုတာကဒီလောက်ဆိုလို့ရှင်ရှင်းလင်းလိမ့်မယ်လို့ထင်တယ်ဆိုတော့အာဒီပွဲစဉ်အတွက် Liverpool သင်းကစားခဲ့တဲ့ဟမ် Manchester United နဲ့ကစားခဲ့တဲ့ဟမ်နှစ်သင်းစလုံးမှာဆိုလို့ရှင်အားသာချက်အားနည်းချက်ကိုစီပဲ Manchester United က권လက်မှာ မဖီစည်းနိုင်ဘူးတကယ်တမ်းပွဲတံပိုးကိုသူတို့ထိန်ချုပ်လာရမယ်ဆိုတဲ့အချိန်မှာကွန်းလယ်ကဖိဖိစည်းစည်းမရှိတဲ့အချိန်မှာမန်ချက်စတာနဲ့ကွန်းလယ်က switch play လေးကိုပဲဦးစားပေးပြီးကစားနေရတယ်လီဗာပူးအသင်းဘက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းလီဗာပူးအသင်းကတိုက်စစ်မှာ link up တွေကအများကြီးမရှိတော့အများကြီးတော်တော်များများကိုမရှိဘူးလို့ပြောရလိမ့်မယ်ဘာလဲဆိုတော့မထင်မှတ်ပဲနဲ့ဥဆောင်ကိုပေးလိုက်ရတယ်အဲ့ဒီဟာကိုခြေပနိုင်ဖို့အတွက်ပွဲချိန်မိနစ်တော်တော်များများမိနစ်80 ကျော်ညီပါလောက်တီကိုကြိုးစားရတယ်မထင်မပဲနဲ့ဒါလီဗာပူးသင်းကလည်းခြေပါကိုရတယ်ဆိုတော့လီဗာပူးသင်းကအဲ့ဒီခြေပါကိုရဖို့အတွက်အိုက်စစ်ကစားသမားတွေအများကြီးကိုထည့်တယ်424ဆိုတဲ့ရှိတ်မျိုးအထိပါလီဗာပူးသင်းကကစားတယ်ဒါပေမဲ့အာတိုက်စစ်မှာ link up လေးတွေအများကြီးမတွေ့ရအောင်ကြောင်းတဲ့တယောက် link link လေးတွေချိန်တာတွေ box area ဒီ Manchester United ရဲ့အာ area လေးတွေဒီ mefi နဲ့ defense ဂျားလေးက space ကြီးကျေသွားအောင်လုပ်တာမျိုးကြီးဒါမျိုးပုံစံတွေကိုလဘာဘူးသင်္ကစားသမားတွေကတရားနဲ့တရား link တွဲပြီးတော့မှချိန်တန်တဲ့ဆာလို့ရှိရင် individual ရကြော်ပြတ်ဖို့ပဲကြိုးစားနေရည်အများကြီးကိုမြင်ရတယ်ဆိုတော့ Manchester United ဘက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ United ဘက်ကဒီနေ့ပွဲကိုအားရင်ပြင်းနေကစားခဲ့ရလို့ပဲကျွန်တော်ကတော့ထင်တယ် tactical battle တွေကိုကျွန်တော်တို့အကုန်လုံးမေးလိုက် tactical အကြောင်းအရာတွေကိုပြောဖို့အတွက်ဆိုလို့ရှိရင်ဒီကစားသမားတွေကဒီရက်ထက်ထက်ပေါ်မှာဘလောက် အအတဝင်တယ်လေဘလောက်ယုံကြည်မှုရှိတယ်လေဒါအပြင်ကိုသူတို့အနေနဲ့ဘလောက်တောင်ပြီးဆက်ကစားခြင်းစိတ်များတယ်လေဒါကရေးပါတယ်ဒီနေ့ပွဲစဉ်မှာတော့ Manchester United ကစားသမားတွေကအဲ့ဒါကိုပြသသွားနိုင်ခဲ့တယ် Ruben Amorim အတွက်ဒါကအာ Premier League နှစ်ပွဲဆက်နိုင်တဲ့ပထမဆုံးတော့အကြိမ်ဖြစ်ခဲ့တယ်ဒါအပြင်ကို MV ကွင်းမှာဒါမျိုးယူနိုင်တယ်ဆိုတာကတာမန်အခြေအနေမျိုးလည်းမဟုတ်ပြန်ဘူး Liverpool အသင်းကဘလောက်ပဲချိန်နေစိုးနေပြီးဖြစ်ပါစေုံဘလို့ပဲချိန်နေအာ ဘလောက်ထိပဲချင်းနေဆိုဆိုလဘဘူးသင်းရဲ့ MV ဆိုတာကအချိန်ဟွာတစ်ခုအောင်မှရှိတယ်မန်ချက်စတာအမြတ်ကဒီလိုနေထားမျိုးမှာနိုင်ယူခဲ့တာဆိုတော့အာလဘဘူးအနေနဲ့ပဲជីជីမန်ချက်စတာယူနိုက်တက်အနေနဲ့ပဲជីជីဒီပွဲစဉ်ကတော့ tactical ဘိုင်းရအရင်ကြီးထင်တယ်လောက်ကြီးသည့်အာဘယ်လိုပြောရမလဲ chess ကုံပေါ်မှာဟိုရွှေဒီရွှေဆိုတဲ့အနေထားမျိုးကိုအရင်ကြီးမမြင်ရဘူးကစားသမားတွေရဲ့ချိုးစားအထုံမှုတွေကိုအဓိကမြင်ရရတယ်မထင်မှတ်တဲ့ ဂိုးတွေကိုတွင်းနိုင်ခဲ့တယ်ဒါကဘောလုံးရဲ့ယာတာတစ်ခုပဲဘောလုံးရဲ့ယာတာကဒါမျိုးလဲရှိပါသေးလားလို့ခံစားရတဲ့ပွဲစဉ်တစ်ခုဖြစ်လိမ့်မယ်လို့ထင်တယ်ဆိုတော့အာဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မှဒါကကျွန်တော်တို့ဦးရဲ့အမြင်ပါဆိုတော့အာဒါနဲ့ပတ်သက်ပြီးတော့မှကိုစီအမြင်နေလည်းရှိကြလိမ့်မယ်လီဗာပူးပရိသတ်တွေဘက်ကလည်းလီဗာပူးရဲ့အမြင်ရှိကြလိမ့်မယ်ထို့အတူမန်ချက်စတာယူနိုက်တက်ပရိသတ်တွေဘက်ကလည်းယူနိုက်တက်အမြင်ရှိကြလိမ့်မယ်လို့ထင်တယ်အဲ့တော့ အာတော်တော်လေးရှည်သွားပြီလို့ထင်တယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပဲထပ်ပြီးတော့มาတွေ့ကြတာပေါ့အဆုံးအထိကြည့်ရှုပေးကြတဲ့အတွက်ကျွန်တော်ကျေးဇူးများကြီးတင်ပါတယ်ဆိုတော့ goodbye